ဟုတ်ကဲ့မင်္ဂလာပါဟွာဒီတပွဲကကျွန်တော်ပြောတယ်နော်ကျွန်တော်၃ချိန်ပဲမိသေးတယ်နော်၃ချိန်ခဏနေ၃ချိန်ပဲပေါက်သေးတယ်ကိုမာလေးအများကြီးတော့မပေါက်ဘူး၃ချိန်ပဲပေါက်ထားသေးတယ်နော်အဲတော့ဘယ်မှာလဲဆိုတော့လုံညာရှစ်အာ sorry ပါ 98မှာတကြိမ်24ကအခွေပါတယ်။တုံညာသုံးကနေထိုင်အောင်လဲကျန်တာကဝမ်းချင်းနေနေပြီးနေတာနော်ဝမ်းချင်းနေနေပြီးနေတာဒါကြောင့်မလို့ကျွန်တော်ဒီတစ်ပတ်သုံးချိန်မှန်တည်တယ်လွဲနေတယ်နော်သုံးချိန်မှန်တယ်အခုဘယ်နှချိန်၈ချိန်ထွက်တာသုံးချိန်မှန်တည်တယ်အဲ့တော့ဒီနေ့ပွဲသိမ်းနေ့ကတော့၄ချိန်ကြီးဖြစ်သွားအောင် ជួសាပေးပါမယ်ကိုမရီအားလုံးဟုတ်ပြီเนาะအဲ့တော့ကျွန်တော်ကိုမရီအားလုံးမနေ့ကလည်းကြည်အောင်နော်နေတာဘောနဲ့မနောဟာယူရပြီဟုတ်ကဲ့ပါအဲ့တော့ကျွန်တော်တို့မနေ့ရသူကြည်အောင်ကျွန်တော်ကိုမရီ39တဲ့ကျွန်တော်ဗရိတ်လည်းဖောက်တယ်ပေါ့เนาะကီးလည်းဖြတ်တယ်ပေါ့39တဲ့เนาะအဲ့တော့ကျွန်တော်တို့ပေးတာက90 59 309တဲ့เนาะ59 309ခွန်9တဲ့ ထွက်တော့39နဲ့အဲ့လိုပဲလွဲတာနော်အကက်ကက်လွဲနေတာဟိုတလူအဝေးကြီးကနအဝေးကြီးတော့မသွားဘူးနော်အနားတင်ပတ်ထွက်သွားနော်ဒါကိုမလေးလိုက်မြဲနေကြည့်တဲ့ကိုမလေးတိမှာပါကျွန်တော်ကနန်းကြီးအဝေးကြီးအလွဲကြီးတွေမဟုတ်ပါဘူးတလုံးမှန်တလုံးလွဲတလုံးမှန်တလုံးလွဲကက်လွဲလေးတွေလွဲနေတယ်ဒါကြောင့်မလို့ချစ်ချိန်ပြီးတော့ဆော့ဘောကိုမလေးရဲ့ဒါပွဲသိမ်းနေ့ဆိုတော့လေကျွန်တော်အကောင်းဆုံးတော့ယူစားပေးမယ်နော်တနေ့ကုန်တစ်ချိန်တော့တော့ပေါအောင်နော်အကောင်းဆုံးတော့အစွမ်းကုန်ယူစားပေးမယ် လာပေါ့အောင်ကြိုးစားပေးမယ်လို့ပြောတာเนาะပေါက်ပါမယ်လို့ကျွန်တော်အာမခံတာမဟုတ်ပါဘူးအဲ့တော့ကျွန်တော်ကိုမကြီးတရီထားအာမကနှစ်ချက်ရှိတယ်ဒီနေ့တနေကုန်မှာအပူးကိုတရီထားဒါကျွန်တော်ပြောတာเนาะအပူးကိုတရီထားငါးတလုံးစီလာနိုင်တယ်လို့ကျွန်တော်ယူဆတယ်เนาะမပြောက်တော့ဘူးလို့ယူဆတယ်ပေါ့ဒီနေ့ပွဲသိမ်းနေ့ငါးနဲ့ထိုးကွက်ဒီပါကြီးရှိတယ်ဆိုရင်ထည့်ထိုးလိုက်ဟုတ်ပြီเนาะငါးနဲ့ထိုးကွက်ဒီပါကြီးတွေ့တယ်မြင်တယ်ဆိုရင်ထည့်တာထိုးပလိုက်ငါးတလုံးပြန်လာလို့ရတယ် ကျွန်တော်တို့အပူးသတိထားနော်အပူးသတိထားဟုတ်ဘူးနော်အဲ့လားလေးအကြံပေးတာနော်နော်ကျွန်တော်ကိုမာရီအပူးတွေကျွန်တော်တို့အပူးတွေသတိထားမယ်ငားတလုံးဒီလာလို့ရတယ်မပြောက်ခွင်းနဲ့ချပလိုက်လို့ရတယ်နော်သတိထားနော်ကိုမာရီအရလုံးကျွန်တော်တို့တလုံးနဲ့ကြံတဲ့အတော့ချလို့ရတယ်ဟုတ်ပြီနော်သတိထားပါ အပူးသတိထားပါငားတလုံးလာလို့ရတယ် ကျွန်တော်ကုမာလေးကိုတခုကျွန်တော်ပြောမယ်ဗျာ၈၃၁ဒီတဏီကုံကြီးမှာရှိတယ်၈၆၈ဒီတဏီကုံကြီးမှာရှိတယ်ပြီးတော့၈၈ဒီတဏီကုံဝန်းကျင်းမှာရှိတယ်၅၃ညခွန်တဏီကုံထိရမယ်နောက်တစ်ခါ၅၃ညခွန်ကလည်းတဏီကုံထိရမယ်ဒါနေကုံကြီးဝန်းကျင်းဆိုင်ကြီးအဲ့ဒါကြောင့်မလို့မနဲ့လာမလားညနေလာမလားတော့မသိဘူးကနှစ်ခုကိုပေးစားလို့လည်းအဆင်မပြေပြန်ဘူးတစ်ခုဆွဲပြီးတစ်ခုမထွက်ရင်ပေါက်မှာမဟုတ်ဘူး အဲ့လိုရောက်မလို့ကျွန်တော်ကတော့နေ့တိုင်းနေ့တိုင်းစိုက်ပဲသွားတာကောင်းတယ်မနက်မနက်ပိုင်းတက်တက်စိုက်သွားတာပဲကောင်းတယ်ဒါကြောင့်မလို့ငားတွေပါတွေတွေ့လဲထိုးလို့ရတယ်ဆိုတဲ့အကြောင်းပြောပြတာဟုတ်ပြီနော်ကျွန်တော်ပြရတဲ့အထက်မှာမပါပဲမအကူမတွေတွေ့လဲဆိုရင်ထိုးနော်ကျွန်တော်ကမှဒီအကြံပေးတာနော်အကြံပေးတာဟိုလိုလိုဒီလိုလိုလေးဖြားမများနဲ့ဟိုကောတခုခုဆိုတခုဆုံးဖြတ်ပြီးတော့ပါထိုးကျွန်တော်ကအသေးလက်မလေးတွေနှိပ်ပေးပါနော်အဲ့တော့ကျွန်တော်က ဒီနေ့မနက်တော့ပေါ့နော်ဒီနေ့မနက်တော့ကျွန်တော်တဲ့ဒါအမြဲတမ်းကိုင်းနေတဲ့လက်ဆွဲတော့နော်လက်ဆွဲတော့ကီးအပီလည်းဆင်းလို့ရတယ်ကီးငါတို့ညာချင်းကိုထက်ကငါတို့ညာချင်းတွေ့ထားပါတယ်တဲ့ဟုတ်ကဲ့ပါကိုနေကုန်တော့အဆင်ပြေတယ်နေကုန်မှာကျွန်တော်လည်းတွေ့တယ်နော်မနက်မလာရင်တော့ညနေလာတော့မယ်ကျွန်တော်ညနေပူအားသာတယ်လို့ထင်တယ်ဒါမနက်လည်းလာရင်လာမှာပေါ့မှန်လို့တော့မရဘူးပေါ့နော်အဲ့တော့ကျွန်တော်ကမာကြီးကျွန်တော်တခုပြောချင်တာက ။ဟာကျွန်တော်ရဲ့အမားကန်လက်ဆွဲတော်ကီးပေါ့နော်။ကျွန်တော်ကတော့ဒီနေ့မနက်ကိုဒီကီးကပြီးကျင်ပြီးမပြီးကျင်ဒီကီးထိမှာပေါ့။အိုက်ကီးအမားကန်လေးကိုကျွန်တော်ပြပေးမယ်။တမျိုးတည်းအရင်စပြမယ်။အိုက်ကီးကိုပဲကျွန်တော်တို့အမားကန်ကိုက်မယ်။ဟုတ်ပြီနော်။ကျွန်တော်ကမှဒီဒါကျွန်တော်တခုညံပြတာအမားကန်ကိုက်မဲ့ကီးကိုပြောပြတာနော်။ဟုတ်ပြီနော်။အမားကန်ကိုက်မဲ့ကီးကိုကျွန်တော်ပြောပြတာ။အဲ့တော့အစဉ်ပြေကြီးကိုမာဒီအားလုံးကကျွန်တော်ကိုအသေးလက်မလေးနှိပ်ပေးပါကျွန်တော်ကိုကျွန်တော်မာဒီအားလုံးကနော် ဲတော့ကျွန်တော်ကိုင်မဲ့ကီးကအိုက်ကီးကဘလောက်ကောင်းလဲဆိုရင်ဒီထက်ကတွတ်တက်တဲ့အကူမတွေအားလုံးကကျွန်တော်အခုပြတဲ့အတိုင်းပဲကလင်နာဆိုင်ကလင်နာကိုဆွဲဆွဲပြီးတော့လိုက်လှုပ်ကြည့်လိုက်ဘယ်ထက်ကပြည့်ရကီးလဲလို့နော်အိုက်ကီးကောင်းတယ်ပေါ့နော်ကျွန်တော်ကတော့ကြိုက်တယ်ပေါ့အပင်ရှည်နေပြီအပင်ရှည်တဲ့ကိုင်ဟုတ်ပြီနော်အပူတွေပါတတိထားနော်ကိုပါကိုကိုမာကြီးနော်ဒီအားကြီးတော့ကျွန်တော်တို့သွားမကြည့်ပါ ကျွန်တော်တို့သွားကြည့်မယ်ဆိုလို့ရှိရင်ဒါကျွန်တော်ကတော့ပင်လို့ပဲပေါ့နော်ဒီလောက်ပဲပြပေးမယ်အဲ့တော့ကျွန်တော်အမာခံကြိုင်မဲ့ဒီနေ့မနက်အတွက်အမာခံဖြစ်မဲ့ကီးဒီဘာဖြစ်မလဲကြည့်မယ်သူကပေးတာကတဲ့ကျွန်တော်ကိုမှလည်းဘလို့ပေးလဲဆိုရင်ကျွန်တော်တို့ကြည့်ကြအောင်ကျွန်တော်တို့၈၃ပေါ့နော်ဒီနှလုံးပေါင်းချင်းရလက်၁ကို၃ည၈၃ညထိနေဒီသုံးလုံးပေါင်းရလက်ကိုသူကပြတယ်ရှစ်သုံးသုံးညာသုံးလုံးပေါင်း1ဖြစ်လို့1ပါဝါ6 1နက်ခတ်8ဆိုတာ168ဆိုတဲ့ဒီမတ်သက်သုံးလုံးအတန်ကိုပြန်ဖြည့်ချင်းပါပဲ နော်ဒီ68ဆိုတာဒီမသက်သုံးလုံးတန်ကိုပြန်လဲဖြည့်သူကဖြည့်ဆွမ်းနေတာကတော့ပါတော့တဲ့စိတ်မချင်ကိုကြီးအဆင်ပြေသလိုမဟုတ်ကိုမဆောင်နိုင်အဆင်ပြေသလိုလို့နော်မကြည့်လို့လည်းရတယ်ကိုကြီးနော် YouTube channel ကကိုမလေးပြန်ပြပါနော်စိတ်ချကြည့်လေးတော့ကြည့်ပြပေါ့ပွဲသိမ့်နေရောက်နေပြီလေနားလည်အောင်ရှင်းပြတာကျွန်တော်ဒါဒါပဲထုတ်ဆိုရေးပြလိုက်လို့ရတယ်လေစေတနာဘုရောမစော်ကားပါနဲ့ စိတ်တော့ထိမ့်ပါဗျာနော်စောင့်ဆိုင်ပြီးတော့ကြည်ပေါ့နော်ကျွန်တော်အသေးလေးမလေးတွေနှိပ်ပေးပါအခုမှတွေရအောင်နော်338သုံးလုံးပေါင်းကျွန်တော်တို့တက်တက်ပါဝါ6တင်းနှက်ခတ်8 168လို့ဖြစ်လိုက်တာ ਨੇ တဲ့ကျွန်တော်ကူမကြီးအားလုံးပဲကျွန်တော်တို့ဒီခွန်ရယ်တက်ကယ်နှလုံးပေါင်း8ဖြစ်လို့98 8အပိတ်လို့ဝင်ခဲ့လို့ခွန်8 8သုံးလုံးပေါင်း6လို့ပြန်ဖြစ်ခဲ့တယ်တဲ့ကျွန်တော်တို့ဒီ6ပါ ဟုတ်ပြီနောက်ထပ်တစ်ခါမှာနှစ်ကယ်3ရဲ့တဲ့နှလုံးပေါင်းချင်းက9ဖြစ်တယ်ဒီက6နဲ့ဆိုရင်ကျွန်တော်ကမှ၄အားလုံးပဲ9လို့ရတယ်အဲ့တော့ကျွန်တော်တို့9ဖြစ်တယ်9ရဲ့ power က6ဖြစ်တယ်9နှက်ခတ်ဒီ6ဖြစ်တယ်ဒါဆိုရင်9လေး6ဖြစ်ဖို့အတွက်ကျွန်တော်တို့ပြန်လဲဖြည့်ဆွက်ခြင်းကဘလို့ဖြည့်ဆွက်လဲဆိုရင်6ကယ်8ကယ်တဲ့နှလုံးပေါင်းချင်း၄ခန်းရှိတယ်နော်နှလုံးပေါင်းချင်း9လေး6မှာတက် နာလေးနော်အဲ့တော့ကျွန်တော်တို့နှလုံးပေါင်းခြင်း၄ဖြစ်တယ်28 24နှစ်ထိပ်စီးလို့ဝင်တယ်6 8 4လုံးပေါင်း6လို့ပြန်ဖြစ်တယ်ဟုတ်ပြီဒါဆိုရင်နောက်တစ်ခါမှာ9ရဲ့8ကနှလုံးပေါင်းခြင်းခွန်ဖြစ်တယ်ဒီကခွန်နဲ့ပေါင်းခြင်း ကျွန်တော်ကမှ၄ဖြစ်တယ်အဲ့တော့၄၄လို့၄ရဲ့ပါဝါကကို၄နှစ်ကတိနှစ်အဲ့လို၄၉နှစ်ဖြစ်လို့၄၉နှစ်ဖြစ်ဖို့အတွက် ကျွန်တော်တို့၄ရက်၃ရက်ရဲ့နှလုံးပေါင်းခြင်း၄လို့အခန်းရှိလို့ကျွန်တော်တို့၃ညထိတ်လို့ဝင်တာ၃ညလေး၃ညသုံးလုံးပေါင်း၄လို့ပြန်ဖြစ်တယ်ဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့ကကျွန်တော်တို့နောက်တဲ့တစ်ခါမှသူ့ရဲ့ခေါ်မင်းကိုကြည့်အောင်သူ့ရဲ့ခေါ်မင်းကနှစ်ကယ်တစ်ကယ်နှလုံးပေါင်း၃ဖြစ်တယ်ထောင်းနဲ့ပေါင်းခြင်း၉ဖြစ်လို့၉ပါဝါက၄၉ရဲ့နက်ခတ်ကျွန်တော်တို့၆၉လေး၆ဖြစ်ဖို့တဲ့ ိုင်းလိုကိုလေးချောင်ဖြစ်ဖို့အတွက်သူ့ရဲ့အောက်ကပြန်ချီတာကသုံးရနှစ်ကနှလုံးပေါင်း9ခန်းလို့ရှိငါးခံရှိလို့တဲ့ကျွန်တော်အကုန်မတွေကျွန်တော်၄၉၉၄၆ဆိုတဲ့မတ်သက်ဖြစ်ဖို့အတွက်34ကဒီမှာ84 4အပိတ်လို့ဝင်လာ43နှလုံးပေါင်း9နဲ့ပေါင်းရင်9လို့ဖြစ်တယ်ဒီ9ကိုဟုတ်ကဲ့မင်္ဂလာပါအားလုံးเนาะကိုမတွေအဲ့လို9လို့ဖြစ်တာပဲသူက9 4 6 9လို့ပြန်ထည့်တာ ဒီသုံးလို့ကြိုက်တာနဲ့ထည့်လေကျွန်တော်တို့ကင်ဆောင်အောင်ပါအဲ့လိုဖြစ်လို့ဒီနေ့မနက်သူ့ရဲ့ခေါ်ပင်ကားတဲ့နှစ်သုံးအာ sorry ပါ၃ညရဲ့ကိုရဲ့နှလုံးပေါင်းချင်း၉လို့ဖြစ်တယ်။တစ်ဆဲက၃ညပိတ်၃ည၉၃ညသုံးလုံးပေါင်း၉ဖြစ်တယ်။ဒါဆိုရင်ကိုရဲ့ပါဝါလေး၉နှစ်ခါ၆၉လေး၆မတ်သက်ကိုကျွန်တော်တို့ယူရမှာပါ။အဲလို၉လေး၆လို့ဖြစ်လိုက်တာနဲ့နော်၉လေး၆ဖြစ်လိုက်တာနဲ့တဲ့ကျွန်တော်ကမှလေအားလုံးပဲ။ ၄ရက်၉ရက်နှလုံးပေါင်းခြင်းကဘယ်လောက်လဲသုံးလို့ရှိတယ်ဒါဆိုရင်ထိတ်လာလာအပိတ်လာလာပေါ့ကျွန်တော်တို့သုံးမှန်ရှိလို့၉၄၆ဖြစ်ဖို့အတွက်ဒီနေ့မနက်ထိရမယ်ကီသည်ဒါကျွန်တော်ရဲ့မာစတာကီးပါကျွန်တော်အကြိုက်ဆုံးရွေးထားတဲ့ကီးလေးကိုချပြတာပါဒီကီးဒီလောက်နဲ့ဒီကောင်ဒီလောက်နဲ့ပဲကြိုက်တယ်ဆိုတာဒီကောင်အယူပါကွာလို့ပြောချင်လဲပြောပါနော်ကျွန်တော်ဒီကီးကိုရွေးချယ်ခြင်းကအကြောင်းမျိုးမျိုးတွေအားကြီးရှိတယ်ဗျအဲ့တော့ဒီကီးဒီကျွန်တော်ရဲ့အမာခံ ကြီးဖြစ်ပါတယ်။ဒါကြောင့်မို့လို့ကိုးလေးချောင်းမသက်ဖြစ်ဖို့အတွက်လေးကိုးနှလုံးပေါင်းသုံးခံရှိလို့တဲ့ကျွန်တော်တို့ဒီကိုးလေးချောင်းဖြစ်အောင်သုံးခံရှိလို့ဘာဖြစ်ပေးရမှာလဲ။ကောမလေးတွေမှတ်ပေးပါ။အသေးလက်မလေးတွေကျွန်တော်ကိုနှိပ်ပေးပါကျွန်တော်ကိုမလေး။ YouTube channel ထဲကအကူမတွေအားလုံးကဖုန်းမှန်သားပြင်လေးကိုလက်မလေးနဲ့နှစ်ချက်လောက်တော်ပေးပါစိတ်မရှိရင်တစ်ချက်လောက်တော်ပေးပါအသေးလက်မလေးတွေများသွားအောင်ပါဖုန်းမှန်သားပြင်လေးတွေလက်ကလေးနဲ့နှစ်ချက်လောက်တော်ပေးပါကျွန်တော်ကူမလေး Facebook တွေကကိုမတွေကိုပြောခြင်းမဟုတ်ဘူးเนาะ YouTube channel တွေကကိုမတွေဖုံးမှန်သားမြင်တွေကိုလက်ကလေးနဲ့နှစ်ချက်လောက်တော့ပြီးပါကျွန်တော်ကိုမတွေเนาะအဲ့တော့တစ်ချက်လောက်မှတ်ပြီးပါနော်ဖြစ်ဖို့အတွက်နှလုံးပေါင်း၃ခန်းရှိတယ်၉၄၆ဖြစ်ဖို့အတွက် 946ဖြစ်အောင်ပုံမှန်ရှိတယ်ဘာဖြစ်မှာတော့မျိုးကြီးရေးကြည့်ပြီနော်ပွဲသိန်းနဲ့ရောက်နေလို့ရေးကြည့်ပြီအဲ613ဆိုတဲ့ကဏ္ဍအသုံးလုံးပြီးနိုင်နေနော်သတိထားပါပြီးနိုင်နေချောက်တဲ့သုံးဆိုတဲ့ကဏ္ဍအသုံးလုံးပြီးနိုင်နေနော်သတိထားပါ ဟုတ်ကဲ့ပါကျေးဇူးပါနော်ကျွန်တော်ကုမလေးဖုန်းမှန်သားပင်လေးကိုလက်မလေးနဲ့တော်ပေးပါနော်လက်ကလေးနဲ့နှစ်ချက်လောက်တော်ပေးပါအကုမလေးအားလုံးပဲ YouTube channel ရကုမလေးကိုအကူညီတောင်းတာပါနော်ဘလို့ငါးသုံးညနှိုက်ကြည့်တော့ဆိုတော့ဘာဒီမတ်နေတာတော့အဲ့တော့ကျွန်တော်တို့163ဆိုတဲ့အထီကြီးဒါကျွန်တော်ရဲ့ master key ပဲကျွန်တော်အကြိုက်ဆုံးကြီးဒီကြီးကျွန်တော်ကိုမားတွေတော့ကြိုက်နှစ်တက်ရင်တော့ဒီကြီးကိုလောက်ဝဲ30ကျင်နေပေါ့ တာသူဒီစိတ်ကြိုက်ကြီးပါဟုတ်ပြီနော်ဒါကျွန်တော်ရဲ့စိတ်ကြိုက်ပါနော်စိတ်ကြိုက်ကြီးသည်တစ်ချောက်သောဟုတ်ပြီအဲ့လိုဖြစ်ပြီပေါ့နော်အလားကိုကျွန်တော်တို့ကအပီးလဲကြားလို့ရတယ်ဒါကြောင့်မို့လို့ကျွန်တော်တို့က ီကောင်ကိုဘာနာဝင်နဲ့ဒဲကောင်နဲ့ပေးစားမလဲတစ်ချက်ကြည့်မယ်ဒီကောင်ကိုဘဲကောင်နဲ့ပေးစားရမှာလဲဆိုတစ်ချက်ကြည့်မယ်နော်ကိုမကြီးကလည်းနော် YouTube channel ကိုမကြီးအားလုံးမင်္ဂလာပါနော်ဖုန်းမှန်သားမျိုးလက်မလေးနဲ့နှစ်ချက်လောက်တော်ပြီပါကျေးဇူးအထူးထူးတင်ပါတယ်ဗျဖိဖိုးတွေကကိုမကြီးအားလုံးမင်္ဂလာပါ ဲ့တော့တချောက်သုံးစိတ်ကြိုက်ပေါ့နော်ခီးရတချောက်သုံးထီရင်ထီမထီရင်ပြီးပေါ့ဟုတ်ပြီလားအဲ့တော့ကျွန်တော်ပေးစားမယ်လာလာကဘယ်လိုပေးစားရမလဲဆိုရင်ကျွန်တော်တို့ကြည့်အောင်ပရိတ်တော့ကျွန်တော်မတွေ့မိဘူးကိုမကြီးရနော်မရဘူးသုံးလုံးခွေလို့ရတယ်နော်သုံးလုံးခွေလို့ရတယ်ခွေချင်းခွေလိုက်နော်ဒီတစ်ချောက်သုံးခွေရင်ခွေလို့ရတယ်နော်ခွေပါအဲ့တော့ကျွန်တော်ကြည့်မယ် ခွန်ရလေးရတဲ့နှလုံးပေါင်းကျွန်တော်တို့ကပါလေခွန်လေးနှလုံးပေါင်းချင်း1ဒီကခွန်နဲ့ပေါင်းချင်း8လို့ဖြစ်တယ်ခွန်လေးခွန်တလုံးပေါင်းချင်း8ဟုတ်ပြီနော်တလုံးပေါင်းချင်း8အဲ့တော့ဒီဘက်မှာကျွန်တော်ရေးလိုက်မယ်အဲ့8ရလို့8ပါဝါ3 8နှစ်ခတ်1ပေါ့သူကသူကဒီ3လုံး83တလို့ဖြစ်လို့တဲ့ကျွန်တော်တို့ကဒီ3လုံးကလည်းအကူမတွေအားလုံး83တလို့ပြန်လဲထည့်တာ3နဲ့8တလုံးပေါင်း3နဲ့ပြန်ထည့် 3နှစ်ရှိသုံးလုံးပေါင်း3နှစ်ပြန်ထည့်တာဟုတ်ပြီเนาะဒါဆိုရင်ဆက်ကြည့်မယ်ရှစ်ကခွန်ရနှလုံးပေါင်း55ကိုဒီက6နှစ်ပေါင်းရင်းเนี่ยကျွန်တော်ကမာဒီတက်ပေါ့ဒါဆိုရင်ကျွန်တော်တို့တရေးမယ်ပါဝါ6နှစ်ခတ်8 16 8သူက16ချီလို့ဖြစ်တယ်တဲ့။သူ16ချီလို့ဖြစ်လိုက်တာနဲ့တဲ့။သူကလည်းကျွန်တော်တို့ဘာလို့ဖြစ်လဲ။3လေး3ကိုနှလုံးပေါင်းနှစ်ခံရှိလို့၄အပိတ်လို့ဝင်တာ။3ကိုလေး3လုံးပေါင်းချင်းကျွန်တော်တို့ဘယ်လောက်လဲ6နဲ့ပြန်ထည့် ောက်ပြီးဆက်ကြည့်မယ်ဒါဆိုရင်တစ်ကယ်6ခွေနှလုံးပေါင်းကခွန်3ညနဲ့ပေါင်းခြင်းခွန်အဲ့တော့ခွန်ခွန်ပါဝါကနှစ်ခွန်နဲ့နှစ်ခါ3ညခွန်နဲ့3ညဒီလိုခွန်နဲ့3ညဖြစ်ဖို့အတွက်သူကဘလို့လာလဲဆိုလို့ရှိရင်6ကယ်2ကယ်နှလုံးပေါင်းခြင်း3ညလို့ဖြစ်တယ်3ညခံရှိလို့3ညထိတ်လို့ပြန်ဝင်တာ6နှစ်3ညသုံးလုံးပေါင်း3ညလို့ပြန်ထည့်ဟုတ်ပြီနော် ကိုမတွေကျွန်တော်ပြတဲ့ဟာလေးတွေကိုကြိုက်မှာအကင်းဆုံးเนาะကိုမတွေတဲမှာဟိုဟာကောင်းတယ်ဒီဟာကောင်းတယ်ဟိုဟာချိတယ်ဒီဟာချိတယ်ဟိုကနန်းအထိမှာဒီကနန်းအထိမှာဆိုတဲ့အကိုမတွေအကိုမတွေကြိုက်တာကိုကိုယ့်အကိုစော့ပါအစဉ်ပြေအောင်စော့ပါကျွန်တော်ထဲမှာလည်းဟိုဟာဒီဆရာကြီးတော်တော်များပါတယ်เนาะကြည်ရတာဗာပဲဖြစ်ဖြစ်ပေါ့ကိုကြိုက်တာရှိရင်ကတ်စော့မကြိုက်ရင်မထိုးနဲ့အကိုမတွေအရလုံးเนาะအခုကတကယ်ဟိုကျွန်တော်ဒီကီဝမ်းချင်းကိုကြည့်ကျင်တဲ့အကူမလေးတော့ကိုတည်တံပြနေတဲ့အတွက်ကြောင့်မို့လို့ ဟိုဆရာကြီးရေပုံစံမျိုးလို့မလုပ်ကြပါနဲ့ကိုမလေးအကိုမကြီးနှစ်တန်ရင်ထိုးပါမနှစ်တန်ရင်မထိုးပါနဲ့နော်မန်နေဂျာတို့ပါအာကြီးပဲเนาะအားကြောင့်မလို့အဲ့တော့ဆက်ကြည့်မယ်ကျွန်တော်တို့ပြောတာတော့ဘယ်ရောက်လာမသိနော်ဒါဆိုရင်ရှစ်ကဲ၃ရရင်နှလုံးပေါင်းချင်းရှစ်ဖြစ်တယ်၃ရနှစ်နဲ့ပေါင်းချင်းရှစ်၃ရနှစ်၃လုံးပေါင်း၃ရလို့ဖြစ်တယ်၃ရရဲ့ပါဝါ၅၃ရရဲ့နက်ခတ်ခွန်၃ရ၅ခွန်ဖြစ်လို့တဲ့ ုံညာရဲ့တစ်ကဲနှလုံးပေါင်းချင်းတစ်ကို84လေးအပိတ်လိုဝင်တယ်တစ်တုံညာလေးသုံးလုံးပေါင်း5လို့ဖြစ်တယ်ဒါဆိုရင်ဖြစ်ပြီးတော့လေးရဲ့နှစ်ကဲနှလုံးပေါင်းချင်း6ကိုဒီက9နဲ့ပေါင်းချင်း5လို့ဖြစ်လို့9ပါဝါ3ညာ9နှစ်ခတ်3 9တုံညာ3ဖြစ်ပြီပါတယ်ဒီလို9တုံညာ3ဖြစ်ဖို့အတွက်9ရဲ့ခွန်ရဲ့နှလုံးပေါင်းက6ခန့်ရှိတယ်9တုံညာ3ဖြစ်မယ်ဆိုရင်6ခန့်ရှိလို့9တုံညာ3ဆိုတဲ့မှတ်သက်ဖြစ်မယ်ဆိုရင်တဲ့ 6ခန်းရှိလို့3ညဖြစ်အောင်5ဖြစ်အောင်ဆိုလို့ရှိရင်6ထိပ်ပေါ့ sorry ပါ6တလုံးပေါ့ ပဲနော်ကိုတလုံးပေါ့တုံညာခံဖြစ်မယ်ကျွန်တော်တို့6ခံရှိတော့4ပေါ့နော်အဲ့တော့3ခံဖြစ်မယ်ကျွန်တော်ကိုမကြီးအားလုံးပဲ6ခံရှိတော့ကျွန်တော်တို့ပါလဲခွန်ပေါ့သူက6လေးခွန်ကြီးလို့ပြဟုတ်ပြီနော်ကိုးလေးခုံကြီးလို့သူကပြတယ်အဲ့တော့ကျွန်တော်တို့ကထပ်ထိုးရမှာက ဘလို့ထိုးအောင်မလဲဆိုရင်ကျွန်တော်တို့တစ်တစ်တဲ့နှလုံးပေါင်း sorry ပါဒီတစ်ရှစ်တစ်ရှစ်ဒီလေးလုံးပေါင်းရလပ်ပေါ့ရှစ်တစ်ရှစ်သုံးနှလုံးပေါင်းတစ်တစ်ကို၄နဲ့3နဲ့ပေါင်းခြင်းလေ၄ကို၈နဲ့ပေါင်းခြင်းနှစ်နှစ်ဖြစ်လို့နှစ်ပါဝါခွန်နှစ်နက်ခါလေးနှစ်ခွန်လေးဒီနှစ်ခွန်လေးဖြစ်ဖို့အတွက်ကျွန်တော် လိုင်းတမကောင်းတော့အဲ့တော့ဒီသုံးလုံးပေါင်းချင်းရှစ်ရှစ်ရလို့73ဆိုရမှာတက်ဒီ73ဖြစ်လို့နှစ်ခံရှိတယ်ကျွန်တော်တို့ဗာလေ6ထိတ်လို့ဝင်တာနှစ်6နှလုံးပေါင်း1လို့ဖြစ်တာနှစ်ရှစ်နှလုံးပေါင်း3ည8နဲ့ပေါင်းချင်း800လို့9နဲ့ပေါင်းချင်း9 9 3ည3ဆိုရမှာတက်ဒီ9 3ည3ဖြစ်လို့ကျွန်တော်ကိုမကြီးဒီ6နဲ့ဒီ3ပိတ်လို့ဝင်တာ6 4နှလုံးပေါင်းချင်း လေးပိတ်လို့ဝင်ကိုယ်သုံးနှလုံးပေါင်းချင်းသုံးလို့ပြန်ဖြစ်တာဟုတ်ပြီနော်ဒါဆိုရင်ကိုယ်လေးနှလုံးပေါင်းသုံးတင်းနဲ့ပေါင်းချင်းလေးလေးကိုဒီက6နဲ့ပေါင်းချင်း3ည3ညရဲ့ပါဝါက9 3ညနှစ်ခါခွန်3ည9ခွန်ဖြစ်ဖို့တွတ်တယ်နှစ်ခံရှိလို့နှစ်ထိတ်နဲ့3ည9ခွန်ဖြစ်ပေးပါဆိုရင်ကျွန်တော်တို့3အပိတ်လို့ဝင်တာနှစ်3နှလုံးပေါင်း9လို့ပြန်ဖြစ်တာရှုပ်နေရနော်တခြားလေးကြည့်ပြီ အဲ့တော့ကျွန်တော်တို့ဟာနှစ်သုံးနှလုံးပေါင်းခြင်းက9ဒီက3နဲ့9နဲ့ပေါင်းခြင်း4အဲ့4ကို9နဲ့ပေါင်းခြင်း4ပဲ4ရဲ့ပါဝါကို4နှစ်ခါနဲ့4 9နဲ့ဖြစ်လို့ဒီ3ညနဲ့4 9နဲ့ဖြစ်ပေးရတာ84 4ပဲဝင်တာလေ3ညလေးနှလုံးပေါင်း4ပေါ့ဒါဆိုရင်ဒီနေ့မနက်မှာက3ညရဲ့4ရဲ့နှလုံးပေါင်း4 3နဲ့ပေါင်းခွန်ဒီက2နဲ့ပေါင်းခြင်း9လို့ဖြစ်လို့9ရဲ့ပါဝါလေး9ရဲ့နှစ်ခါဒီ6 646ဖြစ်ဖို့အတွက်ခွန်ခံရှိလို့646ဖြစ်ရမယ်ဆိုရင်နဲ့နှစ်တလုံးဒီကိုဖြစ်မယ်လေးဖြစ်အောင်ခွန်ရှိလို့ခွန်ဝင်ပေးရမယ်6ဖြစ်အောင်6ဖြစ်အောင်ခွန်ခံရှိလို့ကိုတလုံးဝင်ပေးရမယ်ဒါဆိုရင်နှစ်ခွန်ကိုဆိုတာလေဒီပဲဒါဆိုကျွန်တော်တို့16သုံးနှစ်ခွန်ကိုနဲ့ပေးစားရုံပဲရှင်းလားမသိဘူးနော် ကောမလေးရှင်းရလားကောမလေးဒီမှတ်ပေးပါ channel တွေကကောမလေးအားလုံးနော်ကျွန်တော်ကောမလေးကောမလေးတွေတစ်ချက်လောက်မှတ်ပေးပါရှင်းရလား613ကုလေးခွန်613ကီးစိတ်ကြိုက်ကီးရ6 163ကီးကုလေးခွန်နဲ့ကုလေးခွန်ကီးနဲ့2ခွန်9ကီးနဲ့163နဲ့ဒါကြီး3ခုပေးစားပါအလားလားကနော် အဲ့တော့အဘိရှင်းနေနဲ့ကတော့ကိုမကြီးထိုးရမယ်ဆိုရင်တော့ဒါစိုက်ရမူရပဲရေးရမယ်ဆိုရင်တော့နော်ဒါပွဲသိမ့်ပေါ့နော်ပွဲသိမ့်မနဲ့မှာဟုတ်ပြီနော်စနေနေ့တမင်းနေ့တော့ နော်7နှစ်လာရင်1မိနစ်တော့ကကျွန်တော်ကမာလေး6တက်တော့ ောက်တဲ့သုံးကိုလေးခွန်နဲ့ကဒီထက်မှကျွန်တော်ကစိတ်ကြိုက်ကနန်းလေးပဲကျွန်တော်ကယူပေးခဲ့မယ်။နော်စိတ်ကြိုက်ကနန်းလေးပဲကျွန်တော်ကယူပေးခဲ့မယ်။ဟုတ်ပြီနော်။613ကိုကိုလေးခွန်နဲ့အက613ကိုကိုလေးခွန်နဲ့အကဒါကျွန်တော်ရဲ့စိတ်ကြိုက်ပေါ့နော်။ ကျွန်တော်အပီးရှင်းနေတယ်နည်းနည်းကြိုက်တော့လေ ဒါကျွန်တော်စိတ်ကြိုက်တယ်နော်ကြံတာကတော့ကိုဘာသာကတ်ထူပါ ပြီနော်ကျွန်တော်ကမှဒီအလားလေးကို screen shot လေးတွေရယူသွားပါကိုမတွေအားလုံးအဆင်ပြေတဲ့ကိုမတွေနော်အားလုံးမင်္ဂလာပါဖုံးမှန်သားမြင်လေးကိုလက်မလေးနဲ့နှစ်ချက်လောက်တော့ပေးပါဖုံးမှန်သားမြင်လေးကိုလက်မလေးနဲ့နှစ်ချက်လောက်တော့ပေးအဆင်ပြေပါတယ်ဟုတ်ပြီနော်အဲ့တော့613ကို648အကက်613ကို648အကက်နော်ဟုတ်ပြီနော်ကိုမတွေအားလုံး613ကို648အကက်ပါ ဲတော့ကျွန်တော်လေးကိုလက်မလီနဲ့တော်ပေးပါကြားလုံးကျွန်တော်ကိုမလေးအဆင်ပြေပြီနဲ့တူပါတယ်ရပြီလားရရင် comment လေးတွေမှတ်ပေးပါကိုမလေးအလုံးရရင် comment လေးတွေမှတ်ပေးပါ အမျိုးတွေအလုံးเนาะအလုံးပေါက်ကြပါသည်ဒီကောင်ကတော့ကိုယ့်အဆင်ပြေလို့ထိုး6 1 9 9 4 9 2နဲ့အကတ်အကတ်ထိုးပေါ့ အပီးရှင်းကိုကျွန်တော်ပြောပြတာကျွန်တော်စိတ်ကြိုက်ကဒီကနန်းပဲကြိုက်တယ်ဒီကနန်း၅ခွက်ကိုတော်တော်ကြိုက်တယ်အဲ့လာတော့ကျွန်တော်စိတ်ကြိုက်ကလေးပဲရွေးပေးတာဟုတ်ပြီနော်ဒါကတော့အဆင်ပြေလို့ထိုးတွက်ထိုးပါသူအပီးရှင်းကဒီလိုပြီးမှာနော်၆၁3ကို၉၄9နဲ့အကဒါပေမဲ့ကျွန်တော်၁3 3ခွန်34 19 19ဆိုပြီးကျွန်တော်ကြိုက်တာဒီကနန်း၅ခွက်ပဲကျွန်တော်ကြိုက်တာအဲ့တော့အဆင်ပြေတော့ကုမကြီးကအဆင်ပြေသလိုထိုးပေါ့ရဲအားလုံးကျွန်တော်ကုမကြီးအားလုံးတက်တာပါ အားလုံးပေါက်ကြပါစေကျွန်တော်ကူမတွေအားလုံးเนาะညနေ2နာရီမှာ live ရှိပါမယ်တပတ်စာတွေဘာတွေကတော့မပြီးတော့ပါဘူးနောက်တပတ်တော့အခွေလူချင်းနဲ့အကူမတွေတွေ့ကြတော့စနေတနင်္ဂနွေမှာ like လေးထားပြီးလွှင့်ပြီးတော့ကျွန်တော်ပြောပေးမယ်ဟုတ်ပြီနော်အားလုံးကူမတွေအားလုံးတက်တာပါကံကောင်းကြပါစေဗျ